တောင်ပြည်ကုတ်ခိုင်မြို့နယ်နဲ့လာရှိုးမြို့နယ်မှာမူရစ်ဆေးဝါးနဲ့အတူလက်နက်ခဲယမ်းအများအပြားဖမ်းဆီးရမိထားပါတယ်။ဂျွန်လ18ရက်နေ့ကကုတ်ခိုင်မြို့နယ်ဟိုကျက်ရွာဥဇော်မိုင်းနေအိမ်ကိုတောင်ပြည်ကုတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ကတွားရစစ်ဆေးရမှာလက်နက်ခဲယမ်းအများအပြားကိုတင်ဆီရမိထားပါတယ်။လက်နက်တွေကကာဘိုင်၂လက် M21 တလက်ပစ္စတို6လက် MA1 4လက် MA2 2လက် G3 တလက် ကြည်ပေါင်း23ခု 5.56G ခုနစက်ရှိတော့ 9mmG 50ဒေါက်320 mm ပြောင်းအထိုင်တစ်ခု 0.22G 300ဒေါက်နဲ့ရမဆေးပြား360ပြားတင်စီရမိထားပါတယ်။ဂျွန်လာ6ရက်နေ့မှာတော့လာရှိုးနမ်ဒူလက်မှတ်ပေါ်က E9 gate မှာအမြတ်သားနှုတ်မောင်းနေလာတဲ့ကားပေါ်မှာရမဆေးပြား150နှလုံးစတားနှင့်တလုံးလက်ပစ်ဘုံ9နှလုံးနေမိုင်းတလုံး M9 9နှလုံး 5.56G 1280တော့ 7.62G 56တော့ 9mmG 66တော့ 5.65G 5တောင်းနဲ့ငွေသား350တို့ကိုတအားပြင်းနံတူမျိုးနဲ့ရဲတပ်ဖွဲ့ကစစ်ဆေးတွေးရှိပြီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အဲ့ဒီလူနှုတ်ကအသက်32နှစ်အရွယ်ချစ်ဝိုင်းနဲ့ထွန်းစင်အောင်တို့ဖြစ်ပြီးသူတို့ကမုံရွာနဲ့ဝက်လက်မျိုးကလာတဲ့တူတွေဖြစ်ပါတယ်။ဖမ်းဆီးရမိထားတဲ့တူတွေကိုမွေးရစေဝါနဲ့ လက်နက်ဥပဒေအဖြစ်အမှုဖွင့်အရေးယူသွားမှာဖြစ်ပါတယ်ကျမလေးဘစမင်းမရှိ